နွေဦးမိသားစုဝင်တို့ရေအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မှာတော့ခရိုင်းဖက်ပြပေးနေကြကြပြလေးတွေမဟုတ်ဘဲနဲ့ဆရာဖြိုးတီဟာရေးထားတဲ့စောင်းမရီတွေကတပုတ်ဖြစ်တဲ့အခက်ခဲဆုံးကာလတွေကိုဖြတ်ကျော်ရတဲ့အခါဆိုတဲ့ခေါင်းစဉ်လေးနဲ့စောင်းမလေးတပုတ်ကိုဖက်ပြပေးခြင်းပါတယ်ကျွန်တော်နဲ့အတူတူမိုက်ပါခံစားနားဆင်ပေးကြပါဦးနော်အခက်ခဲဆုံးကာလတွေကိုဖြတ်ကျော်ရတဲ့အခါ ဘသူရဲ့ဘဝမှာမဆိုအခက်ခဲဆုံးကာလတွေဆိုတာရှိတတ်ကြပါတယ်။အလောက်ကိုင်းအဆင်မပြေတာ၊ငွေကြီးကျပ်သေးတာ၊မိသားစုအိမ်နောက်ရေးပြဿနာ၊ကျန်းမာရေးချို့ယွင်းတာစတဲ့အကြောင်းရင်းတွေကြောင့်ပေါ့။အဲ့ဒီလိုခိုက်တန့်တွေမှာအားရှိတဲ့နဲ့ခံယူချက်ကိုကုကိုညှဝေးကြပါလေ။နံပါတ်1ကိုယ်မှာရှိတာတွေကိုအာယုံဆိုင်ပါ။ စိတ်တွေပင်ပန်းဖြစ်စေလာတဲ့အခါကို့မှာမရှိတာတွေကိုပဲစဉ်းစားမိပြီးဝမ်းနေတတ်တယ်ပူဆွေးတတ်တယ်ကို့မှာရှိနေသေးတာတွေကိုတော့မေ့လျော့သွားတတ်တယ်ငွေကြီးအဆင်မပြေပေမဲ့မိသားစုရှိသေးတယ်အလုံးမရှိတော့ပေမဲ့ခြေနှစ်ဖက်လက်နှစ်ဖက်အကောင်းကြီးရှိသေးတယ်ဒါကြောင့်စိတ်ပင်ပန်းပြီးအားငယ်မိတဲ့အခါတိုင်းဒီလေးချင်းကိုလှုပ်ကြည့်စေခြင်းနဲ့ နံပါတ်1အပိတ်နဲ့နာကက်ဟာပတ်သက်စီပဲဆိုတာသတိပြုပါအပိတ်မှာမှားခဲ့တာတွေရှိမယ်ညံ့ခဲ့တာတွေရှိမယ်မလုံတဲ့နာတွေလုတ်ခဲမိမယ်ညှစ်သေးဆုံးပေနေမယ်ဒါပေမဲ့နာကက်ကတော့ဘာဆိုဘာမှမရေးရသေးတဲ့စာရွက်တရက်လိုပဲအပိတ်မှာဖြစ်ခဲ့တာမှန်တယ်မြအနာကက်မှာလည်းထပ်ဖြစ်နိုင်မယ်လို့မှတ်မှတ်ယူပါနဲ့လက်ရှိပြစ်စုံပံကကိုယ့်လက်ထဲမှာပါ ဘာကိုမဆိုပြောင်းလဲပြဖို့ကိုတတ်နိုင်ပါတယ်။နံပါတ်3အခက်ခဲရေဆိုတာပိုတမ်းမာလာစေဖို့အခွင့်အလမ်းတွေပါ။ဘသူမဆိုအဆင်ပြေခြင်းကြတာကြီးပဲဆိုပေမဲ့ပြေချပြန်စဉ်းစားကြည့်ရင်ကို့ကိုပိုပြီးတိုးတက်လာစေတာရင့်ကျက်လာစေတာပမာလာစေတာအခက်ခဲတွေအစင်မပြေမှုတွေရှုံ့နှိမ့်မှုတွေပါဒါကြောင့်ဩစတြေးလျမဟုတ်ပါဘူး opportunity to grow တာဖြစ်ပါတယ်။ကိုကိုကို application တခုလို့သဘောထားကြည့်မှဆိုရင်ခက်ခဲတဲ့အခိုက်အတန့်တွေဆိုတာဒီ application ကို update လုပ်နေတဲ့ဖြစ်စဉ်တွေပါပဲ။နံပါတ်၄တခါတလေလဲပြိုဝင်ပေးပါ။ It's okay to not be okay. လို့ဆိုတော့ပြိုလဲတဲ့အခါရှိမှာပေါ့။အချိန်ပြည့်တမ်းမနေရအောင်စိတ်ယုံမှမဟုတ်တာ။ဒါကြောင့် ကာလတခုတော့ငိုပါဝမ်းနေပါပူဆွေးပါပြီးမှလှုပ်ရှားရှိတာတွေဆက်လုပ်ပါနံပါတ်5ညဘက်မှာဘာတွေပဲဖြစ်နေပါစေ မနှက်ကြရင်တော့နေပြန်ထွက်လာမှာပဲကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် အမြဲဖြစ်မနေပါဘူးတက်တန်းကုံဆုံးရဲဆိုတာရှိပါတယ်ဒါကြောင့်ပျော်စရာနဲ့တွေ့လေအပျော်မလွန်နဲ့ ဘယ်အရာမှမတည်မြဲဘူးဒုက္ခနဲ့တွေ့လဲအရှုံးမပေးနဲ့ဘယ်အရာမှမတည်မြဲဘူးနံပါတ်6မဖြစ်သေးတာကို တွေးဖို့ခြင်းကနှစ်ခါရှုံးစေတယ်ပြစ်မလာခဲ့ရင်တွေးဖို့ခဲ့ရတာအလကားပဲပင်မနာပဲအဖတ်တင်တယ်ဖြစ်လာခဲ့တော့ရော တွေးဖို့ခဲ့လို့ဘာများထူးသွားလဲပြိုပြီးပူလောင်ရတာတော့ပိုသေးတယ်မှတ်ထားပါပြဿနာတွေဆိုတာ ရိပူယုံနဲ့မသက်သာသွားဘူးဖြစ်လာနိုင်တာတွေအတွက်ခေါင်းအေးအေးနဲ့ကြိုတင်ပြင်ဆင်ထားခြင်းကသာအကူအညီဖြစ်တာပါနံပါတ်9ပြီးပြည့်စုံတဲ့ဘဝဆိုတာမရှိဘူးဆိုရှယ်မီဒီယာပေါ်မှာတော့ကောင်းတာတွေပဲတင်ကြတာပေါ့ဒီခါကိုဘွားရဲ့အစစ်မှန်တဲ့သူများဘွားရဲ့ highlight တွေကိုပွားရှင်မိတတ်တယ်အဲ့ဒါကအခက်အခဲတွေကြုံနေရချိန်မှာ လူကိုပို့ပြီးစိတ်တက်ကြသေးတယ် ဒါကြောင့်ဘသူမဆိုကိုစီကိုစီဘဝရဲ့အစိတ်ပိုင်းတစ်ခုခုမှာတော့ရုန်းကန်နေကြရတာကြီးပဲဆိုတာကို မမေ့ဖို့လိုပါတယ်။နံပါတ်၈ပိုကောင်းဖို့ဖြစ်လာတာတွေလည်းရှိတတ်တယ်။အခက်ခဲတိုင်းကိုတော့မဆိုလိုပါဘူး။သို့တော့တချို့သောကိစ္စတွေကတော့ရုတ်တရက်ဆိုဒုက္ခဆင်းရဲလို့ထင်ရပေမဲ့ကိုယ်အတွက်ပိုကောင်းဖို့ဖြစ်လာတာတွေလည်းရှိတတ်တယ်။ အိမ်အောင်ကွဲပြီးမှချစ်ချင်းမေတ္တာကိုပို့တံမိုးထားတတ်လာတာမျိုးသေလို့နင်းနေဖြစ်ပြီးမှဘဝအမြင်တွေပြောင်းကုန်တာမျိုးအလုတ်ပြုတ်သွားတော့မှကိုတကယ်ရိုးသွတ်တဲ့အလုတ်ကိုလုတ်ခွင့်ရတာတွေမျိုးစသည်ဖြစ်ပေါ့နံပါတ်9ရင်မောကျင်းတီအကောင်းဆုံးစေတစ်ခွက်ဒုက္ခရောက်နေပါတယ်ဆိုမှဘလို့ရည်မလဲနေရာတကဟာသလုံးနေဖို့တော့ပြောတာမဟုတ်ပါဘူးဒါပေမဲ့အရာရာတိုင်းမှာ serious မထားပါနဲ့ရဲစရာရှိရဲပါပေါ့ပေါ့ပါပါသဘောထားတဲ့နေရာသဘောထားပါ sense of humor ဟာဘဝအခက်အခဲတွေကိုရင်ဆိုင်ရမှာအများကြီးအထောက်အကူဖြစ်ပါတယ်ဒေါက်တာဖြိုတီဟာ22ရက်3လ2025ဆရာဖြိုတီဟာရေးသားထားတဲ့အခက်အခဲဆုံးကာလတွေကိုဖြတ်ကျော်ရတဲ့အခါဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ် ကျွန်တော်နဲ့အတူတူအဆုံးထိနားဆင်ပေးခဲ့ကြလို့တဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နော်အားလုံးပဲကျမ်းမာပြီးခင်ကြပါစေ